ဒီ national costume အများကြီးတွေကမှဒီတက်တက်ဝတ်ခဲ့တဲ့ဒီဗိဒနို national costume တွေကလူကြိုက်များခဲ့တယ်ဒီ national costume တွေကိုပြန်ပြီးတော့လေလံတင်ပြီးထုတ်ရောင်းလိုက်လို့ရှိရင်ကျွန်တော်တို့အများကြီးဒီငလင်ပေးတဲ့အရက်တွေမှာလှန်လှူလို့ရမယ်ဆိုတဲ့အတွေ့အလေးနဲ့အာဒီလေလံလေးကိုတင်ပြသွားတာပါခင်ဗျဟုတ်သိန်း၄၀နဲ့စခေါ်ဖြစ်သွားတာကျွန်တော်တို့ဒီဖန်တီးခဲ့တဲ့ကုန်ကြစရိတ်တွေနဲ့ကျွန်တော်တို့ရဲ့ဒီပညာကြီးတွေအားလုံးပြန်ပေါင်းမယ်ဆိုရင်ဒါအရန်ကိုနေတဲ့ပမာဏတစ်ခုပေါ့နော်ဟုတ် ျွန်တော်တို့ကြတော့လေကျွန်တော်တို့ငွေကြေးနဲ့တက်နေတဲ့တော့လှူဒန်းမှုတွေပြုလုပ်နေပါဘောနော်ဒါပေမဲ့လည်းအာနောက်ထပ်ထပ်ပြီးတော့ကျွန်တော်တို့ပညာရည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုလေးလှူဒန်းလို့ရမလဲဒီတပိတ်နဲ့တိုင်ပင်တဲ့ခါမှာကျွန်တော်တို့ဖန်တီးခဲ့တဲ့ဒီ National Costume အများကြီးတဲ့မှာဒီတက်တက်ဝက်ခဲ့တဲ့ဒီဘိတ်သင်တို့ National Costume တွေကလူကြိုက်များခဲ့တယ်အဲကြောင့်လို့ကျွန်တော်ကလည်းဒီ National Costume တွေကိုပြန်ပြီးတော့လေးလံတင်ပြီးထုတ်ရောင်းလိုက်လို့ရှိရင်ကျွန်တော်တို့အများကြီးဒီငလင်ဘေးသင်းအရက်တွေမှာလှူလို့ရမယ်ဆိုတဲ့အတွေ့အလေးနဲ့ အာဒီလေးတန်လေးကိုတင်ပြသွားတာပါ။အော်ကျွန်တော်တို့ကတော့ဒါတော့ဒီမြန်မာနိုင်ငံကိုစားပြုတရားအနေနဲ့ကျွန်တော်တို့ကတော့ကျွန်တော်တို့အကောင်းဆုံးဖန်တီးခဲ့တဲ့ဝတ်စုံလေးပေါ့နော်။ဒီဝတ်စုံလေးမှာဆိုရင်လည်းအာဒီချုပ်ဝတ်တစားနဲ့ပတ်သက်လို့ရှိရင်လည်းတကယ်ကျွမ်းကျင်တဲ့ client ရဲ့ထူထမ်းလို့လည်းကျွန်တော်တို့လုပ်ထားတယ်။နောက် design တွေလည်းတခြားကိုဖန်တီးခဲ့တယ်။အာပြီးတော့ခါကျတော့ဒီ design တွေဖန်တီးဖို့တော့ကလည်းအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ကဒီဒီဟာရဲ့ တက်ဆိုင်တဲ့မြို့အထိကိုကျွန်တော်တို့ကိုယ်တိုင်သွားပြီးလေ့လာခဲ့တဲ့အရာလေးဖြစ်တယ်။နောက်ပြီးဒီအင်ဂျင်မှာထိုးတဲ့အပိုင်းတွေချုပ်တဲ့အပိုင်းတွေအားလုံးကလည်းကျွန်တော်တို့ကတေချာသေးစိတ်ပြင်ဆင်ခဲ့တဲ့အာဝတ်စုံတွေတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အရင်ကိုတံပိုးလေးရှိတယ်။အာတံပိုးဖြတ်နိုင်တဲ့ဝတ်စုံတွေပေါ့နော်။တော့ဒီအင်ဂျင်ကကျွန်တော်လေ့လာတော့အချိန်ယူခဲ့တယ်။အာတိုင်ပင်ခဲ့တယ်။နောက်ပြီးတော့ဒီအင်ဂျင်မှာအမှားယုံမရှိဖို့အတွက်ကျွန်တော်တို့တည့်ရတက်တဲ့သူတွေရှိလို့သွားခဲ့ကြတယ်။အဲဒီမှာဆိုကျွန်တော်သုံးမှန်လဒီဘက်တွေလည်းရောက်ခဲ့တယ်။ဒီသုံးမှန်လအဲ့ဘက်မှာဆိုရင်ကျွန်တော်သွားခဲ့တဲ့လုံးဝရှေးဟောင်းចောင်းဆောင်ကြီးဆိုပြုတ်ကြပါလေ။အဲအဲ့လိုမျိုးကြီးလည်းရှိပါတယ်။ အမှတ်တရလေးတော့ဖြစ်တာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ရှိမှာမှတ်တမ်းလေးအနေနဲ့တော့အဲ့ဒီចောင်းဆောင်ကရှိခဲ့တယ်ဒါပေမဲ့အခုငလင်တန်းចောင်းမလို့ဒီအဲ့ဒီပြည်အဲ့ဒီပြည်ဘက်ကပေါ့နော်ဟုတ်ပြိုကျသွားပြီရှိပါတယ်ဟုတ်အော်ဒီချိန်မှာကျတော့ဒါ attention ရှာလို့ကောင်းတဲ့အချိန်လားမဟုတ်ဘူးကျွန်တော်တို့တော့ပြီကျွန်တော်တို့ကလည်း attention ဆိုတာမလို့ကျွန်တော်တို့ကဒီအခုဒါဒီ interview ဖြေတယ်ဆိုတာတော့မှဒီအင်ဂျီလေးလေလံကပို့ပြီးတော့ဈေးများများနဲ့အောင်မြင်သွားဖို့အတွက်ပဲရည်ရွယ်ပြီးကျွန်တော် interview ဖြေပေးလိုက်တယ်တက်တက်နဲ့ဟောဒါဒါလူမဲချိန်မှာဟောဒါပြောပြလားဘယ်လိုမျိုးလေးပြောလဲဒါနေရာတကယ်ကဘာလေးပြန်ပြောလဲတော့ဥစားပြီးဆိုတော့နော်ဟုတ် အဲဒါတော့ဒီကိုထူးတို့ကတော့လုံအောင်ဒါပိုကောင်းတာပေါ့နော်ပိုကောင်းတဲ့ဟိုရည်ရွယ်ချက်လေးဖြစ်တဲ့အတွက်သူတို့ဘက်ကတော့လုံအောင်ကိုအာလှုပ်တင်တယ်လှုပ်ထိုက်တယ်ဆိုတာလေးတို့ကျွန်တော်တို့ပြောပြပါတယ်ဟုတ်ဘာလို့ဆိုတော့ဒါအော်အများကျိုးတဲ့ကျွန်တော်တို့လုပ်နေရဖြစ်တယ်တူတူတယောက်ကောင်းစားဖို့အာနောက်ပြီးတော့ကိုနမည်ကြီးဖို့ဒါမျိုးတွေကျွန်တော်တို့လုပ်နေမှာမဟုတ်ဘူးအတန်းချင်းရှာကြရလဲလုပ်နေတယ်မဟုတ်ဘူးဟုတ်ဒါကလက်ရှိကိုတက်နိုင်တဲ့ဘက်ကကိုပညာရန်နဲ့ပြန်ပြီးတော့လှူဒန်းဖို့အတွက်ရည်ရွယ်တာလေးဖြစ်တဲ့အတွက်အာအလုံးကတော့သဘောတူခွင့်ပြုပါတယ်ဟုတ်လက်ရှိမှာတော့လူတွေကအပူနဲ့ ကိုအပူတွေဖြစ်ပြီးတော့နောက်ပြီးတော့တို့မှလည်းဟိုတခြားအဘူတော့ကတွေနဲ့ကျွန်တော်တို့လာပြီးတော့ပြန်ပြီးရင်းပြီးတဲ့အပိုင်းလေးတွေဖြစ်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့ဆိုတော့ဥမာအပြင်ကျွန်တော်တို့မြင်းနဲ့လှဲနဲ့ဆိုရင်အာဒီချင်းမိုင်မှာရှိတဲ့ကဖေးဆိုင်ကဆိုရင်တို့ရှိမှာ showcase ပြန်ပြီးတော့ထားဖို့အတွက်ကိုကျွန်တော်တို့ကန်လန်းလာတာမျိုးတွေအာဓာကြီးကိုတီးတန့်ကိုတို့ကလုံးဝ slide မီးထိုးပြီးပြဖို့အတွက်ကန်လန်းခဲ့တာမျိုးတွေလည်းရှိတယ်အဲ့လိုပဲကျွန်တော်တို့ကဒီမှာကြံနေခဲ့တဲ့ဒီပါလာခဲ့တဲ့ပြန်ပြီးပါလာခဲ့တဲ့အင်ဂျီကိုကြတော့လေစုံတယောက်က အာသူတို့အတွက် showcase တစ်ခုအနေနဲ့ပြန်ပြီးတော့ပြထားမယ်ဒါကအာဒီပွဲမှာပြခဲ့တဲ့ဟာဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့လက်ရောင်သဘောကျတဲ့အရာအဲအဲ့လိုမျိုးလေးနဲ့ပြန် showcase ပြထားနိုင်ဖို့အတွက်ပဲကျွန်တော်ရှိရဒါကြီးကိုဝစ်ပြီးတော့အာဟိုအပြင်ထွားဖို့လာဖို့အတွက်လည်းရောင်းတာမျိုးလေးလံတင်တာမျိုးမဟုတ်ဘူးခင်ဗျအာကျွန်တော်တို့မျက်နှာထားတဲ့အရာမျက်နှာထားတံပိုးထားတဲ့အရာကိုနောက်တစ်ယောက်ကထပ်ပြီးတော့အာအမျက်နှာတံပိုးထားပြီး showcase တစ်ခု ပြသနိုင်ဖို့အတွက်ပဲကျွန်တော်ကကြီးရွယ်ပြီးအပီးပိုင်လေးလံတင်တာပဲဖြစ်ပါတယ်ဟုတ်။ကျန်ငင်းစေးကတော့ကျွန်တော်သိန်း40နဲ့စခဲ့။ဒါပေမဲ့ငွေတန်းကားကျတော့ကျွန်တော်တို့ဒီသိန်း40ဆိုတာကကျွန်တော်မှန်းထားတဲ့ငွေတစ်ခုရှိလို့သာသိန်း40နဲ့စခေါ်ဖြစ်သွားတာ။ကျွန်တော်တို့ဒီဖန်တီးခဲ့တဲ့ကုန်ကျစရိတ်တွေနဲ့ကျွန်တော်တို့ရဲ့ဒီပညာကြီးတွေအလုံးပြန်ပေါင်းမယ်ဆိုရင်ဒါအရန်ကိုနေတဲ့ပမာဏတစ်ခုပေါ့နော်ဟုတ်။ဒါတော့အလုံးနားလဲပါတယ်သိချင်ပါလို့ထင်ပါတယ်ဟုတ်။ကျွန်တော်စပြီးစကျွန်တော်တို့စစပြီးစီပြီးတော့တင်ကြဲက အာအောင်မြင်ဖို့ကိုဆူတောင်းပါတယ်ဆိုတဲ့စကားလုံးလေးပါကလေးကကျွန်တော်တို့ကဟိုအောင်မြင်ခြင်းမအောင်မြင်မယ်မအောင်မြင်ခြင်းလည်းမအောင်မြင်ဘူးဆိုတဲ့အတွေ့အကြုံတော့တစ်ခါလေးထည့်ထားတယ်။မအောင်မြင်ခဲ့ဘူးဆိုရင်လည်းကျွန်တော်တို့ကျွန်တော်တို့ရဲ့ငွေနဲ့ကျွန်တော်တို့ခိုင်းလှူနေသလိုပဲဆက်ပြီးတော့လှူရမ်းမယ်။အာဒီအောင်မြင်ခဲ့ရင်လည်းဒီငွေအားလုံးအကုန်လုံးကိုကျွန်တော်တို့ကဒီငလင်ပေးတဲ့နဲ့အရက်ဒေတာတွေကိုသွားပြီးကျွန်တော်လှူရမ်းမယ်လို့ကြီးရထားပါတယ်ဟုတ်။အာဒီငလင်ပေးတဲ့ကတော့ကျွန်တော်တို့မိသားစုကိုယ်တိုင်ကလည်းမန္တလေးမှာကျွန်တော်ရဲ့ဒီအငယ်ဆုံးညီမလေးဆိုရင်လည်းလက်ရှိကသူကိုယ်တိုင်ကအာကလေးမွေးထားတာမှာချက်ပိုင်းမရှိသေးတယ်။ ပြင်ကလင်ဖြစ်တဲ့အချိန်မှာတူလေးရလည်းရက်ပိုင်းရက်သားလေးပဲညီမကလည်းသွေးနုသားနုနဲ့ဒီအချိန်မှာကလေးကိုပိုက်ထွက်ပြေးရတဲ့အခြေအနေမျိုးတွေရှိတယ်ကျွန်တော်တို့မိသားစုကိုယ်တိုင်လည်းဒါတွေကဟိုခံရတဲ့ဟာမျိုးတွေပေါ့နော်ဟုတ်လက်ရှိအဖေရောမိရောအတော်ရောကဒီမှာပဲအတော်ဆိုရလေးလေးဖြတ်တာတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီလိုအတန်မျိုးတွေခံတယ်လက်ရှိကျွန်တော်ဒီကနေမှာမန္တလေးကနေမှာ အဲနေပြီးတော့အိမ်ကိုပြောင်းဖို့တော့ကလည်းနေပြီးတော့မှလည်းအခြေအနေအလုံးသိတဲ့အတိုင်းပဲတနည်းအားတနည်းအရွှေ့ဖို့ဆိုတာမလွယ်ဘူးဒီလိုမလွယ်တဲ့ဈာထဲမှာကျွန်တော်ကိုယ်တိုင်လည်းဈာတွေလှူဒန်းမှုတွေလုပ်နေတယ်နောက်ပြီးတော့ကိုယ်ကိုယ်တိုင်ထပ်ပြီးလှူဒန်းခြင်းတော့ကိုယ့်ရဲ့ပညာရက်ပညာဒီဟာလေးနဲ့ပြန်ပြီးတော့အခုလိုမျိုးလေးနဲ့တင်ဖြတ်သွားတာပါဟုတ်မိသားစုရောတော်တော်ထိတ်တိုက်ဝ ဟောမိသားစုကတော့အများကြီးထိခိုက်မှုအလိုမျိုးပေါ့မရှိပါဘူးဒါပေမဲ့အားလုံးကတော့သိရတဲ့အတိုင်းပဲအခုချိန်မှာအမန်တယ်ဘိုင်းနဲ့ပတ်သက်လို့ရှိရင်အရန်အကြောက်လန့်ဖြစ်နေတယ်အခုဆိုညီမလေးဆိုရင်လည်းသူဘယ်ချိန်မှာထပြီးတော့ကလေးနဲ့ထပြေးရမယ်ဆိုတာမျိုးကသူအုံနောက်ထပ်မှာအများအားအတွေးဖြစ်နေအခုကလည်းမနေညာကိုယ်တိုင်ကထပ်ပြီးတော့လှုပ်တာမျိုးဖြစ်တဲ့အခါကျတော့လုံးချုံနေဆိုတဲ့ခံစားချက်ကကျွန်တော်တို့ရဲ့မိသားစုမှာမရှိတော့စိုးရိမ်စိတ်တွေနဲ့ပဲတယောက်တယောက်ကိုဖုန်းတစ်ခုခုဖြစ်တာနဲ့ဖုန်းဆက်မယ်တစ်ခုဖြစ်တာနဲ့ဖုန်းဆက်မယ်ဒီလိုပဲကျွန်တော်တို့မှာအများအားအဆင်သင့်ဖြစ်နေရတယ်ဆက်ဆက်ဖြစ်တဲ့နေ့မှာဆိုရင်မိသားစုနဲ့အဆက်အသွယ်ပြတ်သွားတယ်။တော်ပြီလား ဘာဖြစ်ဖြစ်သွားကြပြီလဲဆိုတဲ့အတွေ့အကြုံဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့အိမ်ကလည်းဟိုတောင်နဲ့နီးတဲ့နေရာမှာဖြစ်နေလို့ဒီတောင်ပေါ်နေမှာခဲတွေပြုတ်ကျလာပြီးတော့အိမ်ပေါ်များကျသွားမလားအတွေ့အကြုံကျွန်တော်မှအများကြီးဖြစ်နေတာပေါ့နော်ဟုတ်ဒီလိုမျိုးရှိပါတယ်ဟုတ်ဒီချိန်မှာဟိုအားလုံးကအဆင်ပြေနေပြီးတော့ဟိုကျွတ်ရွှင်နေကြရမျိုးဘူးမှမရှိဘူးအားလုံးကဒီပေါ်မှာပဲစိတ်ကရောက်နေကြပြီးတော့ထပ်ပြီးတော့ဘာများဖြစ်မလဲကိုမိသားစုဘာဖြစ်မလဲကိုရောကိုကိုယ်တိုင်ကရောလုံခြုံရဲ့လားဆိုတဲ့အတွေ့အကြုံတွေနဲ့ဖြစ်နေတဲ့ကြားထဲမှာဒီလိုအရာတွေပြန်ပြီးကုညီပေးညာတယောက်တယောက်ပြန်ကုညီပေးနေကြတဲ့အရာမျိုးမှဆိုရင်ကျွန်တော်တို့ကိုအာ တိုက်ခိုက်တာမျိုးအဝေဖန်တာမျိုးတွေအများမလုပ်ဖဲနဲ့အကောင်းတဲ့ဘက်ကနေပဲအတွေးလေးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကူညီပေးဖို့ပဲဆန္ဒရှိပါတယ်ဟုတ်အာဒီအခုကျွန်တော်တို့လက်ရှိလုပ်နေတဲ့လေလံကလည်းကျွန်တော်အာဒီ Facebook မှာသတင်းတွေဖုံးဖို့အတန်းရှင်းရှာဖို့လုံးဝမဟုတ်ဘဲနဲ့ကျွန်တော်တတ်နိုင်တဲ့ပညာရည်လေးတစ်ခုနဲ့ဒီအရင်လင်ပေးတဲ့အရက်ဒေတာကိုတွားရောက်ပြီးလှူဒန်းနိုင်ဖို့အတွက်လုပ်နေရလေးဖြစ်လို့အာနားလည်ပေးကြဖို့ပဲကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်